တင်းနီတော့ဝဲလဲမြွတ်နယ်ဖက်ကိုစစ်ချောက်ထိုးလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်စစ်ချောက်ဦးတည်ဆုပ်ပြီးသုံးဆယ်ဦးခန့်တာယာရရတဲ့တဲ့ UKSY ကနေလူငယ်နိုင်ငံစွာရည်မြစ်တည်တည်တာအပတ်စစ်တောက်ကိုပြုလုပ်ပြီးစစ်နေတဲ့တဲ့ရစဘိုးပြစ်တာကြက်နေတူတွေနဲ့တွဲဆုပ်ခွေးမပေးဘူးလို့အစီရကိုစစ်ကောင်စီတပ်ကတုတ်ပြပြောဆိုတဲ့တဲ့စားတဲ့တတိတွေအပါဝင် Fendrel Fayette နဲ့ October 31ရက်အတွက်နှစ်စစ်တတိတွေကိုကြားရမှာပါ စကိုက်တိုင်းအရတော်မြို့နယ်တွင်ရှိတလဲပေါ်ပြူရကျေရကနေဝဲလဲမြို့နယ်ချောက်ကုန်းကျေရဖဲကိုစစ်ကြောထိုးဝေရလာတဲ့စစ်ကုံရှိတက်ကိုတော်လာရေးပူပတာနုကတိုက်ခိုက်ခဲ့ရစစ်ကုံရှိတတဆချောက်ဦးတိစုပ်ခဲ့ပြီးသုံးစိတ်ဥခတိခတ်တရာရခဲ့တယ်လို့နွေဦးအောင်ပွဲတော်လာရေးအင်အားစုကတတိထောက်ပြထားပါတယ်အာတရဝချီရှိတဲ့ပြူစောတိပြည်သူစစ်အပါဝင်စစ်ကော်မရှင်တပ်စစ်ကြောင့်ကကြောက်ကြွရကိုဝေရောက်ခဲ့ပြီးပြည်သူပိုင်ပြည်စစ်တကိုတည်ဆောင်နေရကြောင် တော်လိုင်းရေးဖူးပတ်တုကအော်တိုဘာလ27ရက်နေ့မှာစစ်စစ်ရေးစတင်ခဲ့တာဖြစ်ပြီး26ရက်နေ့အထိတိုက်ခိုက်ခဲ့တာဖြစ်က MA11 တနတလေရခဲ့တယ်လို့နှွေဦးအောင်ပွဲတော်လိုင်းရေးအဆုကတာဝန်ရှိသူတို့ကဆိုပါတယ်တပ်ပြင်စစ်ကော်မရှင်တပ်ကစစ်ကြောထိုးနေစေအတွင်းဒသခအနေနဲ့ဖဆီထားတဲ့ပြည်သူလေးကိုလည်းတော်လိုက်ရပူပတ်တွေကနေပြန်လဲကဲထုတ်ပေးနိုင်ခဲ့တယ်လို့လည်းတည်ရပြီးတော့ထိတွေ့တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ကထိနာလာကြောင်း ရတော်မြွနဲ့အတွေ့ရှိတလဲပေါ်ကြေးရွာတွေကို ပြက်လက်သဆုတ်ခွာခဲ့တယ်လို့လည်းတည်ရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေပေါ်တိုက်ရဲ့အမတ်တဲ့အမတ်နဲ့အမလေးဝဲလဲမြွနဲ့ပကပရွှေပကောက်တိုက်နဲ့ပကပကိုတော်ချအဖွဲရွှေဘခရဒရော့အဖွဲជីကန်ရွာဒရော့အဖွဲ M3 non drop ဖွင့်နေဒေတာကပကပတွေကပူပါတိုက်ခိုက်ခဲ့တယ်လို့ နွေဦးအောင်ပွဲတော်လိုက်ရေးအဆုကနဲ့အတီပေထုတ်ပြန်ထားပါတယ်။ခရီးနီပြည်အတွင်းလွန်မြောက်နေမြေတဲ့နေရာမှာခရီးနီပြည်လူငယ်များတမက UKSY ရဲ့လူငယ်နဲ့နိုင်ငံရဲ့လုံငန်းစီကနဲ့ဦးဆောင်ပြီးခရီးနီပြည်အတွင်းရှိလူငယ်တွေကိုလူငယ်နိုင်ငံရဲ့စွာရည်မြစ်တဲ့တေတာအပတ်စစ်တောက်ပြုလုပ်ပြီးစခဲ့တယ်လို့ UKSY ကနဲ့အတီပေထုတ်ပြန်ထားပါတယ်။တေတာမှာတော့လူငယ်တွေကိုနိုင်ငံရေးပါတီရတို့ဖြစ်တဲ့ Democracy Federal လူခွေရင်နဲ့ဖွဲ့စည်းပေါ်အခြေခံဥပဒေဆိုင်ရာပတရားတွေအပြင်ဂရင်းနီတမိုင် ကောက်ဆောင်မှုစွာရင်နဲ့လူမှုဖြူဖြူရေးစတဲ့ပတရားတွေပို့ချခဲ့တယ်လို့လည်းဆိုပါတယ်အစုပါတေတာကိုလူငယ်30ဦးကတက်ရောက်ခဲ့ပြီးစက်တင်ဘာလ10ရက်နေ့မှာစတဲ့ခဲက55ရက်တာတေတာပေးခဲ့ပြီးနောက်အော်တိုဘာလ28ရက်မှာတော့တေတာစစ်ပွဲအခမ်းအနားကိုပြုလုပ်ကျင်းပခဲ့တယ်လို့လည်းဆိုပါတယ်တေတာစစ်ပွဲမှာတော့တေတာတက်ရောက်ခဲ့တဲ့သူတကိုကွန်ပျူတာလွှာပေးအပ်ခြင်းနဲ့ စုချင်းမြစ်တာတွေအပြည့်ခရနီပြည်လူငယ်များတမကရဲ့အဖွဲဝယ်အဖွဲစေအလာတကောအလေးပြုခြင်းအဖွဲအမစကားပြောချခြင်းတက်ရောက်လာတဲ့ကိုယ်စားလှယ်တကအပိစကားပြောချခြင်းနဲ့တိဒတ်တာတို့ကနေအကဖြစ်ကပြပြပြခြင်းစတဲ့အစစ်စစ်တွေပြုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်တိနာစေပွဲအခါနာကိုတော့မိဖက်အဖွဲစီတွေနဲ့ကျေးရွာတာဝခတွေအပါဝင်လူဦးရေစုစုပေါင်း60ဦးဝကျေလောက်ပါဝင်တက်ရောက်ခဲ့ကြတယ်လို့လည်းတည်ရပါတယ် တဲ့အပြင်လူငယ်နိုင်ငံရေးစွာရည်မြင့်တရေးဒေတာကိုလာမယ့်2026ခုနှစ်အတွင်းမှာအပစစ်လေးနဲ့ပစင်ကကိုဆက်လက်ဖွဲ့လိုက်တည်ချပြနေဖို့ကြိုးစားနေတယ်လို့လည်းသိရပါတယ်။နိုင်ငံတော်အတိုက်ပိခပုတ်ကိုဒေါအောင်ဆဆုချင်တဲ့တမတဦးဝင်းမြင့်ကို တွိတ်ဆုံခွေပေးဖို့အစီအဖက်ကတောင်းဆိုချက်ကိုစစ်ကော်မရှင်ဖက်ကရစဝုတ်ပြစ်တာကြံ့နေသူတွေနဲ့တွိတ်ခွေမပေးဘူးလို့တုတ်ပြပြောဆိုလိုက်ပါတယ်။ စစ်ကွန်မရှင်ရဲ့ဝတ်တဖြတ်ကားဆောင်ဘိုချော့စော်မီတိုကဒီနေ့မှပဲပြောဆိုပေးချခဲ့တာဖြစ်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကဂျပန်ပီစီတွားတဲ့အာဆီယာရဲ့၄၀ခုတစ်ကြိမ်မြောက်ညီလက်ခပြီးအနာတိတ်စီအဆူပဲကစက်တီထုတ်ပြောလာတဲ့စကားလည်းဖြစ်ပါတယ်ဒီတစ်ခေါက်အာဆီယာအစည်းအဝေးမှာအနာတိတ်စီအဆူကားဆောင်ဘိုချော့မူဂျီမဲအလိုက်ကိုတက်ရောက်ခွင့်မပေးခဲ့တယ်လို့စေအဆူကလိုက်နာဖို့ပြက်ကွက်နေတဲ့ဘုတ်တဘောတူညီချက်900ကိုပဲပြက်လက်တီးပြုတ်ခဲ့တာပါ ဗုဒ္ဓဘောတုညင်ချင်း900ရဲ့နောက်ဆုံးအချက်မှာအစီရရဲ့အထုတတမအဖွဲမြန်မာနိုင်ငံကိုတွတ်ပြီးတက်ဆိုင်တူအလုံးနဲ့တွဲဆုပ်ဖို့ဆိုတဲ့အချက်ပါဝင်ပါတယ်။ဒီနေ့အော်တိုဘာလ31ရက်ဖက်ဒရယ်ဗီယက်နစ်စတီတီတို့ကိုကြားခဲ့ရတာပါကျွန်တော်ဒီဖို့ပါခင်ဗျာ။